How to train your dragon ဖိုင်ကင်းနေနေထိုင်တဲ့နေရာမှာနေရိုင်းလွလို့ငကားပြေကျုံးပေါ်လာပြီးသူရဲ့ဒရိစံတွေကိုတိုက်ခိုက်လို့ရှိရကြောင်းသူရဲ့နေအိမ်ကိုကာကွယ်ဖို့အမြဲတိုက်ခိုက်ဖို့အသိရှိနေကြပါတယ်။တနည်းမှာတော့ငကားပြေထိရောက်လာပြီးတိုက်ခိုက်ကြပြန်တယ်။ကျဲလောင်နဲ့တတိပိအော်အတန်တွေထွက်ပေါ်လာပြီးဖိုင်ကင်းအားလုံးတိုက်ခိုက်ဖို့ပြေးထွက်လာကြပါတယ်။ဟစ်ကပ်ဆိုတဲ့ကောင်းလေးကြောက်ကအပြစ်မှရက်ပြီးအရာအလုံးကိုကြည့်နေခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲငကားတကောင်ကသူ့ကိုတိုက်ခိုက်လို့နေပါဖြစ်သွားပြီမြင်သူ့လိုကောင်းဆောင်စတိုအေကသူ့ကိုကဲတင်လိုက်ပါတယ်စတိုအေကဟစ်ကပ်ကိုလမ်းမှာရှုပ်မနေပဲသူ့လို့သူပြန်လှုပ်ဖို့ပြောလိုက်တယ်ဟစ်ကပ်ကအချောင်းဖိုက်ခင်းနေလို့တိုက်ခိုက်ရေးတမကြောင့်မဟုတ်ပါဘူးသူကသူ့ရဲ့ဖော်ကောပါနဲ့တူလက်နက်တွေပြုလုပ်တဲ့နေရာမှာကိုညီပေးပါတယ်ဒါပေမဲ့ဟစ်ကပ်ရဲ့စိတ်ထဲမှာတော့ဖိုက်ခင်းအစ်စ်တယောက်ဖြစ်ချင်နေခဲ့ပါတယ်သူကနဂါးတွေကိုကြိုးတုံးပြီးဖမ်းဖို့သူ့လှုပ်ထားတဲ့ဆက်တစ်ခုကို ကောဘာကိုပြပါတယ်။ကောဘာကတော့အဲ့ဒါတိတ်အသုံးဝင်မယ်လို့မထင်ပါဘူး။သူတို့စကားပြောနေတော့မှပဲနဂါးတွေကဆက်တိုက်ခိုက်နေရကြောင်းကျိုးမော်မှာမီးလောင်မှုကူးဆက်လာပါတယ်။ကလေးကျိုးကလည်းမီးငိမ့်တက်ဖို့တူတူကစူးစမ်းကြပါတယ်။ကောင်မလေးကြောက်ကနေရာမြေတစ်ခုပေါ်တက်ပြီးရင်းနေနေလေးကိုပဲတုံးပြီးမိဘုံပြန်ရည်တစ်ခုကိုငိမ့်တက်လိုက်ပါတယ်။ဟစ်ကပ်ကသူမကိုချိန်ပြီးအထင်ကြီးသွားပါတယ်။သူမနာမည်က Astrid ဖြစ်ပြီးဟစ်ကပ်ကအမြဲတမ်းသဘောကျခဲ့ရသူမှာ တိုက်ခိုက်မှုဟာပိုဆိုးလာပြီးစတိုအင်းနဲ့ဗိုက်ကင်တိုက်ခိုက်ရေးသမားတွေဟာအကောင်ဆုံးကြိုးစားနေကြပါတယ်စတိုရဲ့ကနှကားအနေငယ်ကိုတော့ဖမ်းနိုင်ခဲ့ပေမဲ့ဒီတစ်ခေါက်မှာတော့ knife fury လို့ခေါ်တဲ့အစွမ်းထက်တဲ့နှကားတစ်ကောင်လေးဝင်တိုက်ခိုက်နေပါတယ်အဲ့ဒီနှကားအယမ်းမြန်လုံးလို့ဘသူမှတော့တည်တည်ချာချာမမြင်ရပါဘူး ကောဘာတိုက်ပွဲနဲ့ဝင်ရတော့မှမို့ထွက်သွားလိုက်တာကြောင့်ဟစ်ကပ်တယောက်ထင်ကြံနေခဲ့တဲ့အချိန်မှာသူ့ရဲ့ဆက်ကိုစံတုံးကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူက knife ကြီးပြန်နေရအောင်တင်းရောသူ့ရဲ့ကျိုးလက်နဲ့နဲ့ပြစ်လိုက်ပါတယ်။ကြေလောင်နဲ့အော်တန်တစ်ချက်ကြားလိုက်ရပြီးဖမ်းမိသွားပြီလို့ထင်လိုက်တာကြောင့်အပွဲခံမှုသွားအခြားနဂါးတစ်ကောင်ကတိုက်ခိုက်တဲ့အတွက် Stone A ကသူ့ကိုထက်ကယ်တင်လိုက်ပေမဲ့နဂါးရဲ့မိတောင်အိမ်နေအများကြီးမီးလောင်သွားပါတယ်။ Stone A ကဟစ်ကပ်ရဲ့အဖေပါ ဟစ်ကပ်က night fury ကိုပြစ်မိသွားတဲ့ထင်ကြောင်ပြောပေမဲ့ store ကနားမထောင်ပဲသူ့ကိုအိမ်ပြန်ခိုင်းလိုက်ပါတယ်။သူ့ဖေကမသွားဖို့ပြောပေမဲ့ဟစ်ကပ်ကသူတကယ်ပဲ night fury ကိုဖမ်းမိရဲ့လားဆိုတာသိအောင်တော်ရီကိုခိုးထွက်သွားပါတယ်။အဲ့ချိန်မှာ store က fighting အားလုံးကိုစီဝေးတက်စုဝေးလိုက်ပါတယ်။သူတို့နဂါးတွေရဲ့နေအိမ်ကိုရှာပြီးအပီးတိုင်ဖြစ်စည်းပြေးရမယ်လို့သူကပြောပါတယ်။တော်ရဲမှာဟစ်ကပ်ကသူ့ရဲ့ကျိုးလန့်နဲ့မှာပိတ်မိနေတဲ့ night fury ကိုတွေ့သွားပါတယ်။သူက ဒါတချောင်ထုတ်ပြီးနှကားကိုတိုက်ခိုက်ဖို့ပြင်လိုက်ပေမဲ့နှကားကသူ့ကိုကြောက်နေရဲဆိုတာသူမြင်လိုက်ရပါတယ်။နှကားကိုတနာသွားပြီးလှုပ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။နှကားကကျေးဇူးတင်စကားပြောရတဲ့အနေနဲ့ဟိန်ဟောက်လိုက်ပြီးပြန်တမ်းမှုကြိုးစားပြီးမှသူရဲ့တာမန်တစ်ဖက်ကတင်ရာရနေလို့ကောင်းကောင်းမပြန်နိုင်ပါဘူး။နောက်တော့အိမ်ပြန်လာတဲ့ဟစ်ကပ်ကိုစတိုအေးကဖိုက်ကင်းလင်းကျင်ကန်စလို့ရပြီလို့ပြောလိုက်ပါတယ်။ စိုးရဲကသူ့နှကားရီရဲ့အသက်ကိုရှာဖို့ပင်လက်ခီးထွက်တော့မှဖြစ်ပြီးသူ့မရှိတော့မှဟစ်ကက်ကိုအားကောင်းတဲ့ဖိုက်ကင်းကြောင့်ဖြစ်စေခြင်းတယ်လို့ပြောပါတယ်။မထွက်သွားခင်မှာသူကဟစ်ကက်ကိုသူ့ရဲ့ကိုယ်ပိုင်ပစိန်တလက်ပေးခဲ့ပါတယ်။နောက်တနေ့မှာလေ့ကျင့်ခန်းစတင်ပြီးအထရီနဲ့အခြားကလေးတွေလည်းရောက်နေကြပါပြီ။ကောပါကသူ့ရဲ့တင်းတန်းစရာအသစ်ပါအကောင်းဆုံးကြောင်သားကနှကားတစ်ကောင်နဲ့တိုက်ခိုက်ပြီးစတိုးအေးရဲ့စစ်တပ်ထဲဝင်ခွင့်ရမယ်လို့သူကပြောပါတယ်။ ကောပါတန်ကြိုးချီထားတဲ့ငကားတစ်ကောင်လှုပ်ပေးပြီးကလေးမေကိုသူရဲ့ဒိုင်းတွေကိုဘလို့တုံးရမလဲငကားရဲ့မျက်လုံးကိုတိုက်ခိုက်ပြီးမျက်စိကန်အောင်ဘလို့လုံးရမလဲဆိုတာသင်ပေးပါရယ်ငကားဟိတ်ကပ်စီကိုလာတဲ့အခါမှာသူကကြောက်လန့်ပြီးတောက်တောင်ကြီးရက်နေရကြောင်းငကားကသူ့ကိုတိုက်မိလို့နေပါဖြစ်သွားပြီးကောပါကသူ့ကိုကယ်တင်လိုက်ရပါရယ်ဟေကပ်ကသူ့ကိုမတိုက်ခိုက်နိုင်တဲ့နိုင်ချူကြီးကြောင့်စဉ်းစားမိပါတယ်။သူကတောင်မော်ကိုပြန်သွားပြီ ပြန်တမ်းဖို့စူးစမ်းနေတုံဖြစ်တဲ့နှကားကိုတွေ့လိုက်ရတယ်လို့ Night Fury ရဲ့အမီးတောင်မဲ့တစ်ဖက်ပျောက်နေရဲဆိုတာကိုလည်းတွေ့လိုက်ရပါတယ် ၎င်းနဲ့လေချင်းရမှာတော့ဘသူမှ hiccup နဲ့မထိုင်ချင်ကြပါဘူး။သူတို့ကသူ့ကိုတရေဘောကြောင်တဲ့သူလို့ထင်ကြလို့ပါ။တင်းတယ်ပြီးတော့သူက၎င်းပြီကြောင်စာအုပ်တအုပ်ဖတ်ပေးမိ။အရှမ်းအဲ့နေရဲ့အများကြီးဆိုရဲတတိပေးချက်တစ်ခုကလွဲပြီး night view အကြောင်းအသုံးဝင်တာဘာမှမပါပါဘူး။ hiccup ကဒါမမှန်ဘူးဆိုတာသိနေပါပြီ။အဲ့စိမ်မှာ store in နဲ့သူစစ်တက်က၎င်းတိုက်ကိုရှာဖို့အခြားကျွန်းတွေကိုရှာဖွေနေကြပါပြီ။ဒါပေမဲ့သူတို့ကျွန်းတို့ကျွန်းနားကိုကတ်သွားတဲ့အခါ၎င်းကြီးအများကြီးကသူတို့သမောကိုတိုက်ခိုက်ကြပါပြီ။ ဟစ်ကပ်တို့လေးကျင်ကမ်းမှာငကားတဲ့တကောင်ခေါ်လာပါတယ်။ရေရေဝုံဝုံတိုက်ခိုက်တဲ့ S-ray ကလွှဲရင်လူတိုင်းကြောက်နေကြပါတယ်။ငကားဟစ်ကပ်ကိုတိုက်ခိုက်ပြီးမဲ့ S-ray ကသူ့ကိုကဲတင်ပြီးပိုတတိထားဖို့ပြောလိုက်ပါတယ်။ဟစ်ကပ်ကသူ့တိုးတက်အောင်လုပ်ရမယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဒါကြောင့်သူက knife fury စီကိုငားရီရှုပ်ပြီးထတ်သွားတွေ့ပါတယ်။သူ့မှာလက်နဲ့မပါဘူးဆိုတာပြလိုက်တာကြောင့်ငကားငါးတဝက်ကိုစားပြီးကြံတဝက်ကိုဟစ်ကပ်ကိုပြန်စားစေပါတယ်။ဒါခင်မင်မှုရဲ့လက္ခဏာတစ်ခုပါ။ ဒါလို့နဲ့သူတို့နှစ်ယောက်ရှင်းနေသွားကြပါရဲ့ဟီကပ်ကနဂါကိုထိတွေ့လိုက်ပြီးနဂါကလည်းပျော်နေပုံရပါရဲ့အညမှာဟီကပ်က နောက်တစ်နေ့လေးချိန်ခန်းအတွက်အိမ်ပြန်သွားပါရဲ့ကောပါသူနဂါပင်နဲ့တိုက်ခိုက်ရင်သူ့ချီတော်နဲ့လက်တဖက်ဘလို့ဆုံးရှုံးခဲ့ရလဲဆိုရင်ဇလန်တဘုတ်ပြောပြကနဂါတကောင်ကိုရှက်တန်းဖို့အကောင်းဆုံးနေလန်ကသူ့ရဲ့အမီးတောင်မန်ကိုဖျက်ပြစ်လိုက်ဖို့ပဲလို့ပြောပါရဲ့ဟီကပ်က နိုင်ရှူဘီရဲ့အမီတွုံးနေရအောင်တတိယပြီးအတွေ့တစ်ခုရသွားပါတယ်။သူကသူ့ရဲ့အလုပ်ယုံမှာအမီတောင်မဲအသစ်တစ်ခုလုံလိုက်ပါတယ်။ ောက်တနေ့မနေ့မှာတော့သူကအဲ့ဒါကို nice way စီရှုလာပြီးငကအစာစားနေတော့မှတက်ဆင်ပေးလိုက်ပါတယ်ငကအရန်ပြော်သွားပြီး hit cup ကိုအပေါ်ကနေဆေးခွင်ပေးလိုက်ပါတယ်နောက်ပိုင်းလေးကျင့်ကမ်းမှာကောဘာမီမုံထောက်တဲ့ငကားတစ်ခါကိုမိတ်ဆက်ပေးပါတယ်။ကောဘာသူတို့ကိုရှင်နဲ့ပတ်ဖို့ပြောရကြောင်းလူတိုင်းကသူတို့ရဲ့ရှေ့ပြေကိုတုံးခဲ့ပေမဲ့ဟစ်ကပ်ကငါးတစ်ခါတုံးပြီးငကားကိုအေးဆေးဖြစ်အောင်လုပ်ခါလှဝိန်ထဲကိုပြန်ထည့်လိုက်ပါတယ်။လူတိုင်းကသူ့လုံရဲ့အတွက်အံ့ဩပြီးအထင်ကြီးသွားကြပါတယ်။ ရက်တွေကုန်လွန်သွားပြီးဟစ်ကပ်ကလေးချိန်ခံဆက်လုပ်သလို night fury နဲ့လည်းအချိန်ကုန်ဆုံးနေခဲ့ပါ යි သူအနကောင်ကိုပို့ပြီးလွလွဲကူကူစီးနိုင်ဖို့ကုမ္ပဏီတစ်ခုတိစောင်းလိုက်ပါ යි သူတို့ကနေရိုင်းတူပြန်တန်းရင်ဟစ်ကပ်နဲ့တဖြည်းဖြည်းနဲ့ပို့ပို့ပြီးတင်ယူလာခဲ့ပါ යි တနေ့မှာသူတို့ပန်းနေအပြင်နဲ့ထူဆန်းတဲ့နေရာတစ်ခုကိုတွေ့သွားပါ යි night fury ကပန်းတွေကိုအနှဲခံကနှာချေပြီးလဲကျသွားပါ යි ဒါကြောင့်သူ့ရဲ့နောက်လေးချိန်ခန်းမှာသူကနဂါးတကောင်ပေါ်မှာပန်းတွေကိုတုံးလိုက်မိရဲ့အတွက်နဂါးလည်းမိလေသွားရဲ့အတွက်လူတိုင်းအံ့ဩသွားကြပါ යි သူတို့ကဟစ်ကပ်ကိုတန်နာရီကြောင်းလို့စောက်ခေါ်ကြပြီးသူတငယ်ချင်းဖြစ်ချင်းကြပြီမြေဟစ်ကပ်ကတော့နိုင်ဖြူရီနဲ့အချိန်ကုံဆုံးရတာကိုအကြိုက်ဆုံးဖြစ်နေတော့ပါပြီကစားနေရင်လည်းဟစ်ကပ်ကနီလန်အသစ်တစ်ခုတင်ယူလိုက်ပြန်ပါတယ်နဂါးရီရဲ့လက်ဘင်းကိုအောက်ကနေပုတ်ပေးရင်အိပ်ဖြော်သွားတတ်ကြတာပါသူကဒီနီလန်ကိုနောက်တင်ထဲမှာတုံးလိုက်ပြန်တာကြောင့်ကလေးတွေအားလုံးက ဟစ်ကပ်ကိုအထရစ်ထက်တောင်ပို့ပြီးအထင်ကြီးလေးစားလာကြပါ යි ။ဒါကြောင့်အထရစ်ကမနာလို့ဖြစ်သွားပါ යි ။သူကအကောင်းဆုံးဖြစ်ဖို့အရန်ကြိုးစားခဲ့ပေမဲ့အခုတော့ဟစ်ကပ်ကအချိန်တိုင်းအနိုင်ရနေလို့ပါ။ဟစ်ကပ်ကဒါကိုဘလို့လုံးနေလဲဆိုတာသူမှသိချင်လာပါ යි ။ဒါနဲ့တနေ့မှသူမကသူ့နောက်ကိုလိုက်သွားပါ යි ။နောက်ရခံလိုက်လာပြီမဲ့ဘဲသွားလဲဆိုတာသူမမသိခင်မှာပဲဟေကက်ကပျောက်သွားပါ යි ။နောက်တနေ့မှာဟေကက်ရဲ့အဖေစတိုးအဲကရွာကိုပြန်ရောက်လာခဲ့ပါတယ်။သူရောက်လာတော့ လူတွေဟေကပ်ကိုချီကျူးနေရကြားလိုက်ရပါတယ်။ကောဘာနဲ့အစားလူတွေကဟေကပ်ကနဂါးရီကိုဘလောက်မြဲမြဲအနားယူလဲလေးချိန်ကမှဘလောက်တော်လဲဆိုတာပြောပြကြပါတယ်။စတိုးအစ်လည်းဇာယာရဲ့တည်င်းကြောင့်အံ့ဩသွားပါတယ်။အဲ့ချိန်မှာဟေကပ်ကနိုင်ဖြူရီနဲ့ပြန်တန်းတက်နေပြီဖြစ်ပြီးအချက်ပြမှုရိယာတစ်ဆင့်နဂါးနဲ့ဘလို့စကားပြောရမလဲဆိုတာသိနေပါပြီ။အညာမှာစတိုးအစ်ကဟေကပ်ကိုဖက်ပြီးနဂါးရီကိုတိုက်ခိုက်နိုင်တာကြောင့်ဂုံယူကြောင်ပြောပါတယ်။ ဟေကပ်ကတော့စိတ်ထဲမှာမသိမချာဖြစ်နေပါ යි သူကတကယ်ကိုတိုက်ခိုက်တတ်တာမဟုတ်ဘဲနိုင်ဂျူရီစီကတင်ယူခဲ့တဲ့နီလန်းတွေကိုပဲတုံနေလို့ပါနောက်တနေ့မှာတော့နောက်ဆုံးတင်တဲ့နေ့ဖြစ်ပြီးအကောင်ဆုံးចောင်းသားကရွာသူရွာသားအလုံးရှိမှာငကားတကောင်ကိုတတ်ခွင့်ရမှာဖြစ်ပါ යි အဲထရက်ကတော့ဟေကပ်ကိုသူမကိုသူမတက်တည်ပြခွင့်ပေးဖို့တောင်းဆိုပါ යි ်သူကသဘောတူပေမဲ့တိုက်ခိုက်နေတော့မှာဟစ်ကပ်ကရုတ်တရက်ဝင်လာပြီးနှကားကိုအလဲထိုးဖို့နီလန်တစ်ခုတုံးလိုက်ပါတယ်အက်ထရစ်ကအယံစိတ်ဆိုးသွားပါတယ်ဆရာကလည်းဟစ်ကပ်ကိုအကောင်ဆုံးကြောင်းသားဖြစ်ကြီးညာလိုက်ပါတယ်လူရိုင်းကအားပေးကြပြီးစတိုးအင်လဲခွန်ယူနေပါတယ်ဒါပေမဲ့ဟစ်ကပ်ကမပြောဘူးသူကတိတ်တဆိတ်ထွက်သွားပြီးအက်ထရစ်ကသူ့နောက်ကိုတောင်ကုန်းနေပေါ်တိလိုက်သွားပါတယ် ။သူမသူ့ကိုတွန်းလဲပြီးအမန်တရားကိုပြောခိုင်းပါတယ်။အဲ့ချိန်မှာပဲ knife ဖြူကြီးရောက်လာပါတယ်။ Astrid ကနှာခေါင်းကိုတိုက်ခိုက်ဖို့ပြင်လာကြောင်း hiccup ကထားလိုက်ပါတယ်။ဒီကြောင့်ဘသူ့ကိုမှမပြောဖို့ Astrid ကိုနှုတ်ပေးလိုက်ပြီးနောက်မှာတော့နှာခေါင်းကိုဆေးပြီးပျော်စရာကောင်းတဲ့ခရီးတစ်ခုကိုပြန်တန်းပေးပါတယ်။ပြန်တန်းနေရင်လည်း hiccup ကနှာခေါင်းတွေကလူတွေကိုကြောက်တယ်လို့လူတွေကလည်းနှာခေါင်းတွေကိုကြောက်တယ်လို့ရှင်းပြပါတယ်။ အဲ့ထွက်ကမရှုံပါဘူးနောက်တော့နိုင်ဖျူရီယာသူတို့ကိုမီးတောင်တစ်ခုရှိတဲ့အဝေးရာကျွန်းကျွန်းစီခေါ်သွားပါတယ်အဲ့မှာသူတို့ကနှကားရီယာတွင်းဆန်တွေကိုမီးတောင်တွေပြစ်ချနေတာတွေ့လိုက်ရပါတယ်အတွင်ထဲမှာတော့ refugee လို့ခေါ်တဲ့ကြီးမားရဲ့နှကားကြီးတစ်ခေါက်နေပါတယ်အဲ့နှကားကပိုဖြစ်ပြီးအခြားနှကားရီယာသူ့အတွက်အစာမရှိလာရင် သူတို့ပြန်စားဖြစ်ပါတယ်ဒါကြောင့်နှကားရီယာအသက်ရှင်ဖို့အတွက်ရွာရီကိုတိုက်ခိုက်နေရတာပါ အခုတော့ငကားတွေကမကောင်းဆိုးပါတယ်မဟုတ်ဘူးလို့အထွတ်နားလေသွားပါပြီ။သူမဒီအကြောင်းရွာသားတွေကိုပြောပြချင်ပေမဲ့သူက night fury ဒုက္ခရောက်သွားမှာကိုဆိုးရအောင် တားလိုက်ပြီးအချိန်တည်းအမတ်တရားကိုပြောပြမယ်လို့ကတိပေးလိုက်ပါ යි ။နောက်တစ်နေ့မှာ hiccup ကရွာသူရသားအလုံးရှိမှာငကားတကောင်ကိုတတ်ဖို့ရွေးချယ်ခင်ရပါ යි ။ဒါမဲ့သူကသူ့လက်နဲ့ကိုလွှတ်ပြပြီးငကားကိုအေးဆေးဖြစ်အောင်လုပ်လိုက်ပါ යි ။သူကငကားတွေကအန်ဒီယမရှိဘူးလို့ရှင်းပြဖို့စူးစမ်းပေမဲ့သူစကားမဆုံးခင်မှာ နကဒေါသထွက်ပြီးတိုက်ခိုက်လာပါ යි ဟေကပ်ကသူ့ကိုယ်သူကာကွယ်ဖို့ကြိုးစားနေတော့ရှုတ်ရဲ့နိုင်ဖူရီရောက်လာပြီးသူ့ကိုကယ်တင်လိုက်ပါ යි နိုင်ဖူရီကနကကိုအနိုင်ယူလိုက်ပေမဲ့ရွာသားတွေကသူ့ကိုဖမ်းဆီးလိုက်ပြီးနိုင်ဖူရီကိုချုပ်နှောင်ထားလိုက်ပါ යි အိမ်မောင်စတိုအေကဟေကပ်နဲ့ရန်ဖြစ်နေပါ යි သူကနကားတွေကရန်သူတွေပဲတကောင်ကဟေကပ်ရဲ့အမိကိုတော့တိုက်ခိုက်ရလို့ပြောပါ යි ဟေကပ်ကသူ့တို့လူမဆောင်သူ့တို့ခေါင်းဆောင်ကိုကျွေးဝေးပြီးအသက်ရှင်ဖို့ပဲလုံနေကြလို့ပြန်ပြောပါ යි စိုးရဲကအံ့ဩသွားပြီး သူဟာဟစ်ကပ်ငကားတိုက်ကိုတွေ့ဘူးလားလို့မေးရကြောင်းနိုင်ဖြူရီယာပြခဲ့ရာဖြစ်ကြောင်းပြောပါရဲ့စိုးရဲကအဲ့တိုက်ကိုတိုက်ခိုက်ဖို့ဆုံးဖြတ်လိုက်ပြီးသူနဲ့ရွာသားမိရာနိုင်ဖြူရီကိုခေါ်ဆောင်ပြီးငကားတိုက်ကိုရှာဖို့ထွက်သွားကြပါရဲ့ စိတ်ရကြောင့်လာရဲ့ဟေကပ်ကိုအထရစ်ကတတိယပေးလိုက်တယ်လို့သူရဲ့အတန်းပေါ်ပေးရတယ်သူနဲ့တူပူပေါင်းပြီးအခြားနဂါးတွေကိုလွှတ်ပေးကနဂါးတိုက်စီကိုပြန်သွားကြပါ යි အဲဒီအချိန်မှာပဲစတိုအင်းရဲ့ရွာသားတွေကနဂါးတိုက်ကိုရောက်ပြီးတိုက်ခိုက်နေကြပါ යි ရုတ်တရက်အရင်ကမြင်ဘူးသမျှနဂါးတွေထက်အဆောက်အအုံများစွာကြီးမားရဲ့ refugee နဂါးကြီးတစ်ကောင်ထွက်လာချိန်ဟေကပ်နဲ့သူ့ဖက်ရောက်လာကြပါ යි အစရက knife view ကိုလွှတ်ပေးနေတော့မှဟေကပ်က refugee ကိုအယုံလဲဖို့စူးစမ်းပါ යි တခါကြီးကတိုက်ခိုက်ပြီးနိုင်ဖြူကြီးပါဝင်လူတိုင်းကိုရှည်ရဲကိုတွန်းချလိုက်ပါရင်ဟေကက်ကနိုင်ဖြူကြီးကိုကယ်တင်ဖို့ကြိုးစားရင်ရှင်နင်းလူနီပါ ဖြစ်သွားပေမဲ့ဇိုရဲကသူ့ကိုကယ်တင်လိုက်ခါနိုင်ဖြူကြီးကိုလွတ်ပေးနိုင်ခဲ့ကြပါရင်အဲဒီနောက်မှာတော့ဟေကက်နဲ့နိုင်ဖြူကြီးတို့ရက်ဖြူကြီးကိုတွားတိုက်ခိုက်ကြပါရင်သူတို့ကတခါကြီးကိုကောင်းကင်အမြင့်ကြီးကိုပြန်တက်လာအောင်လှည့်ဆန်းလိုက်ပါရင် refugee ရမိမုတ်ထုတ်ပေးမဲ့နိုင်ရှူရီယာရှောင်းတိန်ပြီးငကာကြီးရဲ့တောင်မင်းတွေကိုမိနဲ့အမှုတ်ပါရင် refugee ရတိုက်ခိုက်ဖို့ပါဇက်ဟလိုက်တဲ့အခါ Nigeria ရမိလုံးတလုံးကိုသူ့ပါဆက်တဲ့တက်တက်ပြစ်သွင်းလိုက်ပါတယ်။နဂါးကြီးပကွဲသွားမိမယ်မသေးခင်မှာ refugee ရဲ့အမိက hiccup ကိုရိုက်မိပြီးမီးတောင်နဲ့လွင့်ကျသွားပါတယ်။ဒါကြောင့် Nigeria ကသူ့နောက်ကိုဒိုင်ပင်ထိုးဆင်းလိုက်ပြီးနောက်တော့ကောင်းငယ်တစ်ခုလုံးမီးခိုးရင်နဲ့ပြစ်သွားပါတယ်။ မိကိုရင်ရှင်းသွားတော့စတိုရီကဟိတ်ကပ်သေးသွားရင်ထင်ကစိုးရင်နေခဲ့ပါတယ်။ဒါမဲ့နိုင်ဖြူမီကဟိတ်ကပ်ကိုတူတောင်မြန်နေထဲမှာပတ်ပြီးကဲတင်ထားတာကြောင့်ဟိတ်ကပ်အသက်ရှင်နေခဲ့ပါတယ်။ခုနှစ်ရက်ကြာပြီးနောက်မှာတော့ဟိတ်ကပ်ကသူ့အိမ်ယာပေါ်မှာတတိပြန်ရလာပါတယ်။သူကသူ့ဘေးမှာ night view ကိုတွေ့လိုက်ရတာကြောင့်သူ့ဘေးကနှကားကိုသူတို့မိသားစုဝင်တယောက်ဖြစ်လက်ခံလိုက်ပြီးဆိုတာနားလည်လိုက်ပါတယ်။ခြေောက်ကိုတတိထားပြီးတော့တိုက်ပွဲရေးတွင်မှာသူ့ခြေောက်တစ်ဖက်ဆုံးရှုံးသွားရင်ဆိုတာသိလိုက်ပြီးဝန်းနေသွားပါတယ်။ ။ဒါပေမဲ့နိုင်ဖြူရီကသူ့ကိုညင်ညင်သာသာနှစ်သိမ့်ပေးပြီးအပြင်ကိုခေါ်သွားပါတယ်။အဲ့မှာဟေကက်ကအန်ဝန်ဆရာတို့ကိုတွေ့လိုက်ရပါတယ်။ရွာသားတွေနဲ့နဂါးတွေကအခုတော့အတူတကွငင်းချမ်းစွာနေထိုင်နေကြပါပြီ။စိုးရိတ်ကပြုံးပြီး မင်းကငါတို့ရဲ့နှစ်ပေါင်း၂၀၀သမိုင်းကိုပြောင်းလဲပေးခဲ့တယ်။မင်းရတကယ်ကိုရှင်းရင်းတယ်လို့ပြောလိုက်တယ်။နောက်တော့အထွေရောက်လာပြီးသူရဲ့ပထမအုပ်ဆုံးနဂါးစီခီးမှာဟေကက်ကသူမကိုကြောက်အောင်လှုပ်ခင်းရကြောင်းဂလက်စားချင်ရဲ့အနေနဲ့နမ်းလိုက်ပါတယ်။အဲနောက်မှာတော့ဟေကက်အထွေနဲ့သူတို့တငယ်ချင်းတွေအားလုံးသူရဲ့နဂါးရီပေါ်တက်စီပြီးပျော်ရွှင်စွာနဲ့ကောင်းကင်ဘုံကိုပြန်တက်သွားကြပါတယ်။ โอเคပါဇလန်လေးရဒီမာရင်ပြီးသွားပါပြီ။နောက်ရက်ဒီမာလည်းခုလိုဇလန်ကောင်းများစွာရက်ကန်လုပ်ပြီးမှမို့လို့ပရိသတ်ကြီးကအစင်တဆိုင်စောင့်မြော်အားပေးနာဆွေမာလို့ပြောကြရင်အားလုံးနှုတ်ဆက်ခဲ့ပါပြီ။နောက်ရက်ဒီမာ ပြန်လည်ဆုံတွေ့ပါမယ်ရှင်။